မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာတို့အချိန်တွေတွေ့ရွေ့နေပြောင်းလာတာဘာလို့လို့ねမြန်မာခုနှစ်တခုရဲ့နောက်ဆုံးဟာလား1386ခုနှစ်ရဲ့နောက်ဆုံးကိုတော့မီးလို့ဟော နောက်နှစ်တကြံ1389ကိုအချိန်တွေတွေ့ရွေ့နေရောက်ရှိလာပြီးတော့ဗျာဆိုတော့ဟိုဒေကြတယ်ဟိုအချိန်နေရာလဲအကုန်မြန်တယ်เนาะတနှစ်ပြီးတနှစ်ဟောနှစ်ကိုလာကစားတယ်လာကိုရက်ကစားတယ်ဟာလားရက်ကို နိုင်ကစားတယ်။နိုင်ကိုမိနစ်ကစားတယ်။မိနစ်ကိုစက္ကန့်ကစားတယ်။ဒီလိုနဲ့နေအလီလီရက်အတွေ့အတွေ့စက္ကန့်အခုအဖုံဖုံကူပြောင်းလာတယ်ပဲဆိုဆိုနော်အဒူရာနေမင်းရောင်ကြီးတထောင်လင်းဆောင်တဲ့အဒူရာသူရိစကိုအဒူရာနေမင်းကြီးသည်အရှိစုစုအရမနေ၍အနောက်အစုရက်ကိုပဲသွားသွားဒေသာတခုကတော့ထိမ့်ချုပ်လို့မရတဲ့အထဲမှာအချိန်ကာလဆိုတဲ့ကာလတခုကိုမကြခင်ရောက်ရှိပြီးတော့ပြောင်းလဲလာတော့မယ်အဲ့တော့1386ခုနှစ်ကို မိတ်ဆွေတို့အနေနဲ့မကြခင်မှာကုံဆုံးတော့မှာဖြစ်တဲ့အတွက်1386ခုနှစ်ထဲမှာဘလောက်ပဲညံ့ငယ်ညံ့ငယ်ဘလောက်ပဲဆုပ်ရဲဆုပ်ရဲ1388ခုနှစ်မှာမိတ်ဆွေတို့ဟိုမကြခင်ရောက်ရှိလာတော့မဲ့တကူးကာလပြီးတဲ့အတိုင်းအတာအတွင်းမှာမိတ်ဆွေတို့ဘယ်နေသားတွေအကျိုးပေးကံကောင်းစီပြီးတော့အားသာစီမလဲဘယ်ယာတွေကံကောင်းစီပြီးတော့ကောင်းမွန်လဲဆိုတာကိုဆရာတို့1389အတွက်တနှစ်တာအကျဉ်းနဲ့ဘယ်သူတွေကံကောင်းမလဲကိုဆရာကစတင် ပြောပြပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုအားတဲ့အခါမှာကြည့်ခြင်းလဲစိတ်ထားလိုက်ပါတကယ်လို့ like and share လုပ်ထားတာလုပ်ထားလို့ရပါတယ်ခင်ဗျာယေရှုတင်ပါတယ်1386ခုနှစ်မှာအင်္ဂါတွေဟာတရားမှာ60ရာခိုင်နှုန်းလောက်ကတော့ညံ့ငယ်မှာအသေးချာပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အင်္ဂါသားသမီးတွေဟာဘယ်လောက်ထိမှညံ့ငယ်တယ်လဲဆိုရင်ဆရာကိုပြောပြအောင်မယ်နော်။ ဒီ1389ခုနှစ်တည်းမှာဆိုရင်အင်္ဂါသားသမီးမိတ်ဆွေတွေတော့မင်းများဆရာကိုဘယ်လိုပြောလဲဆိုတော့ဟုတ်ဟုတ်အင်းဆရာအင်္ဂါတွေကဒီ1389ခုနှစ်တည်းမှာဘယ်လိုပြောလဲဆိုတော့ဆရာရဲ့အင်္ဂါဆရာငယ်ကိုမြင်တာနဲ့အင်္ဂါကိုပြီးမြင်တယ်ဆိုတာမျိုးထီတောင်ပြောကြတယ်1989ခုနှစ်တည်းထဲမှာထို့ပြင်မဲ့1989 6ခုနှစ်တည်းမှာအင်္ဂါသားသမီးတွေကဆရာကိုဘယ်လိုပြောတယ်နော်ဟမ်ဆရာငယ်မြင်တာနဲ့အင်္ဂါကိုပြီးတတိရတယ်လို့ဆရာရဲ့ရည်စားဟောင်းကအင်္ဂါလားမသိဘူး ို့အာအင်္ဂါကိုဟောတဲ့အခါဒီစီအားသိစိတ်ချမ်းသာအောင်ပြောတတ်တာပဲဆိုတဲ့နှစ်ဖြစ်ခဲ့တယ်။ဒီကြားတဲ့1386ထဲမှာတော့အင်္ဂါရီယာကောင်းတဲ့ထဲမှာမပါခဲ့တာများလိမ့်မယ်။မရဏအိမ်ကိုတီးပြီးအတားစားခဲ့တဲ့အတွက်ကြောင့်လည်းဖြစ်ပါလိမ့်မယ်။ဒီကြားတဲ့ကောင်းတဲ့အင်္ဂါရှိတော့ရှိတယ်။ရှားတယ်။ရှားမှရှားတဲ့အင်္ဂါတွေ။ ဟုတ်ဆရာအင်္ဂါနဲ့လည်းအဖြစ်ပြီးလိုက်ပါတယ်တခါတည်းအင်္ဂါနဲ့လည်းကျွန်တော်ရည်စားမထားခဲ့ဘူးပါဘူးเนาะအင်္ဂါသာသမီတွေကတော့1386ခုနှစ်ထမှာဆရာငယ်အတွက် trend ဖြစ်ခဲ့ပြီ1386မှာဘယ်လောက်ပဲညံ့ငယ်ညံ့ငယ်အင်္ဂါတွေဟာ1386မှာဘယ်လိုရှင်နေရှိမလဲဆရာတို့ပြောလိုက်ရအောင်မိတ်ဆွေကြည့်နေတာအင်္ဂါဆိုရင်ပြုံပြုံကြီးကြည့်နေမှာသိကြပါတယ်အင်္ဂါသာသမီတွေဟာ1386လောက်တော့ 68မှာမညံ့တာဒေကြတယ်ခမဒါပေမဲ့ဒေကြတဲ့1386ကိုကောင်းစွာဖျက်တမ်းခဲ့ရတဲ့အင်္ဂါတွေအနေနဲ့ကတော့1386ကိုကောင်းကောင်းဖျက်တမ်းခဲ့ပြီဖြစ်တဲ့အတွက်တော့ဘလို့လောကဓာတ်မျိုးဘလို့နှစ်မျိုးကိုလာလာဂရုမိုက်ဆိုင်တော်တဲ့သူတွေဒေကြတဲ့လောကဓာတ်ကိုကောင်းကောင်းကြီးကြံ့ကြံ့ခံနိုင်သွားမဲ့သူအများစုဖြစ်မှာအတော့ဇာကျင်းတည်ပြောရပါတယ်အဲ့တော့1388ခုနှစ်အတွင်းမှာအင်္ဂါသာသမီမိတ်ဆွေတွေနေနဲ့အင်္ဂါသာသမီတွေဟာ လက်ရှိကိုအနေထားကိုပြန်သုံးသပ်ကြည့်ကြည့်ပါလက်ရှိမှာအဆင်ပြေနေတယ်အောင်မြင်နေတယ်တိုးတက်နေတယ်ဆိုတဲ့အင်္ဂါသားသမီးတွေကတော့ဒေချာပါတယ်မိတ်ဆွေခင်ဗျဒီထက်နှိမ့်ကြသွားနိုင်စရာဘာမှမရှိပါဘူးအဲ့တော့1989မှာဘာလို့ဖြစ်ဖြစ်ရဲရဲလို့ပါဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကိုလုပ်ငန်းတွေအကျိုးပေးပါတယ်ဆက်ပစ္စည်းလုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေးစားဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအပြိုးပေးပါတယ်တို့ရတွင် တဦးတည်းတယောက်ချင်းလုပ်တဲ့လုပ်ငန်းလေးတွေမှာအားနည်းစီတယ် အထူးသဖြင့်1389ခုနှစ်မှာအင်္ဂါတွေဟာဆိုရှယ်မီဒီယာအပြင်ဆိုရှယ်အပြင်အင်္ဂါတွေကစကားပြောနေတဲ့အင်္ဂါတွေလည်းဖြစ်ဖြစ်တယ်အင်္ဂါတွေဟာစိတ်ရှုပ်တာမခံဘူးကြောပူတာခံနိုင်တယ်နားပူတာမခံနိုင်တာဇယိုက်ကရှိတတ်တဲ့အတွက်အင်္ဂါတွေဟာအများနဲ့ထိတွေ့အောင်အဖွဲအစည်းအသင်းအဖွဲ့နဲ့အန်ကြအောင်တော့တော်တော်ကိုစူးစမ်းပြဖို့လိုအပ်ကြောင်းထပ်လောင်းအကြံပေးပါရစေအဲ့တော့1389ခုနှစ်အတွင်းမှာဆိုရှယ်အားနေတဲ့အင်္ဂါတွေကတော့ဆိုရှယ်မားကတ်တင်းနဲ့ပတ်သက်လာတဲ့အခါပဲဖြစ်ဖြစ်လူတိုင်းကိုပြုံးပြဖို့စကားပြောနေတဲ့အင်္ဂါတွေအနေနဲ့ကတော့နည်းနည်းလေးစကားပြောတတ်အောင်လေ့ကျင့်ပါ များများပြောပါအဲမြန်မာလူတွေနဲ့ထိတွေ့ပြီးတော့လှုပ်ဆောင်မှာအဖွဲ့အစည်းအသင်းအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့အခုညီအားကျိုးမှန်တာလှုပ်ဆောင်မှာပြီးတဲ့အခါအားလုံးနဲ့ထိတွေ့ဆက်ဆံရအောင်လှုပ်ဆောင်လို့လေအင်္ဂါတွေကအားသာတယ်လို့ဘာသာရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းဆိုင်ရာလုပ်ငန်းလူမှုရေးဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်တာတွေအများနဲ့ဆက်ဆက်လုပ်တဲ့လုပ်ငန်းတွေမှာအားသာကောင်းမှုတိုးတက်နိုင်တဲ့အတွက်အင်္ဂါတွေဟာတအူးတဲ့တယောက်တဲ့တကူတဲ့တအူးတဲ့ တပိုင်နဲ့လှုပ်တာအထက်အဖွဲ့အစည်းအသင်းဘွဲ့နဲ့ပတ်သက်ပြီးလှုပ်တဲ့လုပ်ငန်းလေးတွေအစိုးရအသင်းဘွဲ့နဲ့ပတ်သက်ပြီးလှုပ်တဲ့လုပ်ငန်းလေးတွေအများအနဲ့ပတ်သက်သောလုပ်ငန်းတွေနိုင်ငံခြား passport visa လုပ်ငန်းလေးတွေအထက်အလိုက်ထိထိဖနှံ့ online social media နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာရှေ့တိုးလှုပ်ဆောင်ရင်အားသာခြင်းကောင်းမွန်ခြင်းနဲ့ကံထာခြင်းတွေရရှိနိုင်မယ့်နှစ်ဖြစ်တာတော့အသေးအကြပဲဖြစ်တယ်။သို့သော်1980 ခုနှစ်ခုနှစ်မှာတင်ထားမှာတော့အင်္ဂါရီယာဘဇက်ကဖရလက်ကကာယဖြစ်တတ်တဲ့အတွက်ဘာသာရေးဆိုင်ရာကိစ္စလေးဒီမှာဘယူဆိုင်ဘာသာရေးဆိုင်ရာကိစ္စလေးဒီအားနေတတ်တဲ့အတွက်ဘာသာတရားပုံမူလုတ်ပေးပါဒါအပြင်အင်္ဂါသသမိတရားအမျိုးသားကောအမျိုးသမီးရောအစားအသောက်နဲ့ပတ်သက်တာတွေသူများကျွေးရအစားအစာတွေဘယူဆိုင်ပါကျမ်းမာရင်းနဲ့ပတ်သက်လာရင်လည်းအစာအိမ်နဲ့ပတ်သက်တာတွေစီးနဲ့ပတ်သက်တာတွေလေချောင်းနဲ့ပတ်သက်တာတွေကယူဆိုင်လေကောင်းတဲ့ပတ်သက်တာတွေသတိပြုစင်ကြင်ရလို့အပ်ပါတယ်1989မှာတော့အင်္ဂါရီဟာ ဆရာတို့တကူးကြော်ရင်ကံရဲ့အစာဘက်ကိုရောက်ရှိလာဖြစ်တဲ့အတွက်တော့ဘာဖြစ်ဖြစ်ဘာသာတရားမမင်းနဲ့ဒေချာတဲ့မိတ်ဆွေအနေနဲ့တိထညံ့စရာတော့မရှိဘူးဒါပေမဲ့တခုပဲရှိတယ်သတိထားမှာတိထညံ့စရာမရှိဘူးဆိုတော့လုံလုံလလအကောင်းနဲ့ရောက်သွားပြီလားဆိုတော့လေလုံလုံလလတော့အကောင်းနဲ့မရောက်သေးဘူးဒါပေမဲ့လက်ရှိရှိနေတဲ့အနေထားထဲစိုးရိမ်စရာညံ့သွားစရာတော့မရှိဘူးအချီကြီးအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်ဂျားလူကြောက်စိုက်ကိုဝင်တာမျိုးလေးတွေ မိမိချစ်တော်မြတ်လို့တော့သူကမိမိကိုဖောက်ပြန်ခံရတာမျိုးလေးတွေအိမ်ဆောင်ပြုမဲ့စိတ်ဆက်မဲ့ပြောဆိုပြီးတော့အပြက်လေးတွေပေါ်တာမျိုးလေးတွေကြုံရတဲ့အတွက်ကြောင့်မလို့အင်္ဂါသသမီးတွေဟာလူငယ်များအဖို့ကတော့အခုကြိုက်အခုတွေးအခုချစ်တဲ့သူများအဖို့ကတော့အဲစုပ်လဲဝင်လက်လဲဝင်နိုင်တာပေါ့သို့တော့သမီးသားများအနေနဲ့ကတော့မိတ်ဆွေတို့ရဲ့အိမ်ဆောင်ဘက်ဖူးစာဘက်ရီးစားဟာကြာစာပရိဖြစ်နေရင်ဖြစ်စေတောက်ကြဖြစ်နေရင်ဖြစ်စေအတတ်နိုင်ဆုံးအရှိအိမ်တော့ အိမ်အောင်ပြုမယ်ဆိုလို့ရှိရင်တော့လူကြီးမိဘကိုပေးတွေ့တာမျိုးထက်တခါတည်းမင်္ဂလာဆောင်လိုက်တာမျိုးအဲတော့မဟုတ်လူကြီးမိဘနဲ့ပတ်သက်ပြီးတော့နင်းနီးကက်ကက်ဆိုလို့ရှိရင်အချိန်ကြာကြီး long time ကြာကြီးခွဲပြီးတော့မှစိတ်ဆက်ဟိုမင်္ဂလာဆောင်မဲ့ရက်နဲ့ဟိုစိတ်ဆက်မဲ့ရက်ကမကြာဘဲနဲ့ရက်လေးခက်မြန်မြန်လေးလှုပ်လိုက်တာကောင်းတယ်မဟုတ်ရင်အကြံအကြာလေးတွေပေါ်တတ်တယ်ဒါအပြင်အင်္ဂါသတိတွေကမိမိရဲ့ တိုက်ဆွဲတိုက်ဆက်ပဋ္ဌာန်းဆက်ဥစ္စာဆွဲတွေပါလို့ရှိရင်လေထိုသူတွေရဲ့အထောက်အကူကိုရရှိတတ်တဲ့အတွက်ဘာသာတရားလေးတွေမဟာသမယတုတ်ရွတ်တာမျိုးတန်ဖိုးတွေရွတ်တာလေးတွေများများပြုလုပ်တင်တယ်များများလည်းလှုပ်ဆောင်တင်တယ်သူများရဲ့စိတ်အကြံကိုကြိုသိနိုင်သောနှစ်ဖြစ်တယ်အင်္ဂါသာသမီးမိတ်ဆွေများဟုတ်ပါ ဒါပေမဲ့ဒီနှစ်ဟာရွှေနဲ့ပတ်သက်တာမျိုးလေးတွေမှာဂယူဆိုင်ပါလူယုံနဲ့ပတ်သက်တာမျိုးလေးတွေဂယူဆိုင်ပါဒါအပြင်ရေထွက်ကုန်ပစ္စည်းတွေရေလမ်းကြောင်းတွေနဲ့ပတ်သက်တာမျိုးလေးတွေရင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးမောင်းနေတဲ့အခါမျိုးလေးတွေမှာတော့သတိထားပါထိခိုက်ချနာစရာလေးတွေကြုံရတတ်တယ်လို့အဲလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်တယ်ပြီးတဲ့အခါဂတိ ဂတိတီတဲ့အလုပ်တွေနှုတ်ဂတိနဲ့လုပ်တဲ့အလုပ်မျိုးလေးတွေထားစာချုပ်စာတမ်းတွေနဲ့တိတိကျကျလုပ်ပါအင်္ဂါတွေကအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးလှုပ်ဆောင်မှာဘာသာစကားနဲ့ပတ်သက်ပြီးတော့တင်ယူလေ့လာပါတိုးတက်နိုင်တဲ့နိုင်ငံခြားခီးသွွားပြပခီးသွွားတွေနယ်ဝေးခီးသွွားတွေတိုးတက်နိုင်တဲ့ OA ချာမီဝယ်မယ်ဆိုရင်တော့ကိုယ့်အမိခံပြီးဝယ်တာမျိုးလေးတွေတတိပြုစင်ကြရလိုအပ်ပါတယ်အထက်လူကြီးကြီးကဲတွေရဲ့စိတ်ပြင်းမှန်းမှုတွေတွေပေးရတတ်တယ်သို့တော့ ရှက်လို့အင်္ဂါတွေကထူး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 ပြောင်းလဲသွားနိုင်စရာတော့အရန်ကြီးမရှိပေမဲ့အရန်ကြီးဟိုစိုးရိမ်စရာတော့မရှိဘူးဒါပေမဲ့ငကိုကကျမ်းမာရင်းနဲ့ပတ်သက်ပြီးညံ့နေတာမျိုးငကိုကဝေဒနာခံစားနေရတဲ့အင်္ဂါတွေကတေချာတဲ့ကျင်းတည်ပေါ့စေဝါကောင်းအထောက်ကူကောင်းအကူအညီကောင်းတွေကိုရရှိတတ်သောနှစ်ဖြစ်တယ်ဘာလို့လို့မြောက်ဆူဆူရဟာအကျိုးပေးတယ်စန္ဒီယာအရာဖြစ်တယ်ဒါအပြင်အင်္ဂါတွေဟာ တောက်ကြသာသမီတို့မဟုတ်တင်းလာသာသမီတွေရအဲကူညီကိုရယူစွမ်းဆောင်ပြီးလို့ရင်ကံတက်မှုတိုးတက်မှုအောင်မြင်မှုတွေရရှိနိုင်တယ်လို့အကျိုးပေးသောအရာအနေနဲ့ဆိုရင်အနီရောက်အချူရောက်မိတ်ဆွေတို့နဲ့နဲ့အသားရောက်နေရမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေနိုင်ပါတယ် ဒီနှစ်ဟာအင်္ဂါတွေက social ကောင်းမှုလို့တယ် social ဆိုတာ social ဆိုတာစကားများများပြောမှုလို့တယ်အဖွဲ့အစည်းတင်ပွဲနဲ့ပတ်သက်လာရင်စိတ်ပင်ပန်းနဲ့လူချုပ်ချုပ်မှမနေတတ်တာမျိုးလေးတွေအားနည်းချက်လေးဖြစ်တဲ့အတွက်လူများများနဲ့ထိတွေ့ဆက်ဆံမှုလိုအပ်တယ်လို့မိမိရဲ့တက်မြောက်ပြီးတော့အရာလေးတွေကိုချပြတဲ့သောနှစ်ဖြစ်တယ် မာနာကြီးတဲ့အင်္ဂါအင်္ဂါသသမီအများစုကမာနာနဲ့နဲ့ကြီးတဲ့အတွက်ကြောင့်မလို့တော့နည်းနည်းလေးဟိုစကလုံးတွေမှာနည်းနည်းလေးသူတို့ကိုထိရင်သူတို့ကပြန်ခံပြီးတော့ဆက်ကနေပြောလိုက်ရတာများတတ်တဲ့အင်္ဂါတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုတော့သတိပြုစင်ကြင်ရင်အင်္ဂါသသမီတွေကအဲလိုအပ်တယ်ပြီးတဲ့အခါဟိုစိတ်ထဲမှာယဉ်ကြီးမညိုးပါနဲ့ညိုးလို့ရှိရင်ညံ့တတ်တယ်ဒါပြင်အင်္ဂါတွေကတေးကြတယ်1386လောက်မညံ့တာတော့တေးကြတယ်89မှာတော့အရန်ကောင်းတယ်ကောင်းပြီဆိုပြီးတော့လဲကျွေတလဲကြက်တခုမလုံးနဲ့ ဂယုဆိုင်စင်ကြီးရလိုအပ်တယ်မိမိတို့တန်မိုးရှိတဲ့အရာတွေတန်မိုးရှိတဲ့ပစ္စည်းတွေတန်မိုးရှိတဲ့အရာဟိုငွေကြီးတွေနဲ့လက်ဝတ်လက်စားအသုံးဆောင်တွေနဲ့ပတ်သက်လာလို့ရှိရင်အထားမှနေရာမှားတာမျိုးကြောင့်ဖြစ်စေအပြောက်အချာလေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားစင်ကြီးရလိုအပ်ပါတယ်ပြီးရအခါအိမ်တော်ကြီးနဲ့ပတ်သက်လာရင်အဆွအဆွဲအယိုးစွန်လေးခံရတတ်တဲ့အတွက်ကြောင့်မလို့အင်္ဂါတွေဟာဒီချက်လေးကိုတော့သတိပြုရလိုအပ်ပါတယ်လို့ဆရာပြောလို့ပါတယ်အကျိုးပေးသောကဏ္ဍဆိုရင်တော့နှစ်ကဏ္ဍ ခုနှစ်ကဏ္ဍ0ကဏ္ဍနေဟာကံကိုတိုးတက်နိုင်တယ်လို့အကျိုးပေးစီတော့ဟာလားဆွမ်းလာလို့ပေါ့အဋ္ဌထာအနေနဲ့ဆိုရင်တော့လောကဝိတုဆိုတော့ဂုံတော်ကိုပတိစိတ်ပါခမတကယ်ဆိုမိမိနိုင်ရာကိုလည်းစိတ်ပါရပါတယ်မေတ္တာများများပို့ပြီးပါဒါအပြင်အင်္ဂါသာသမီးတွေအတွက်အဲကျူလိုရမယ်ကံကောင်းစေရန်အတွက်ဆိုရင်တနှစ်တာလုံးမှာကုပြူလိုရမယ်အရာလေးတွေနေနေဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေနေခွေးစာကျွေးတာမျိုး ခိုစာကြွေးတာမျိုးငားစာကြွေးတာမျိုးနေများများလို့ပါကံရညံ့လာတယ်ထင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကံလက်ပိတ်လာတဲ့ထင်ရင်တယောကမုန်းနဲ့ခေါင်းလျှော်တာမျိုးဖြစ်စီ ်နော်မိရဲ့လုပ်ငန်းပြန်ပြီးတော့စည်ရေးလေးနဲ့သုံးသပ်ပြီးပြီးတော့တယောက်တည်းစဉ်းစားတာအများနဲ့အဖွဲ့မိမိရဲ့တဦးတယောက်နဲ့ယုံကြည်ရတဲ့သူတွေနားကိုချပြပြောဆိုပြီးတော့အကူအညီတောင်းမှမိမိအကြံဉာဏ်ရရှိနိုင်သောနှစ်ဖြစ်တယ်လုပ်ငန်းအသစ်စတင်လှုပ်ဆောင်လို့ရတယ်အဟောင်းဆိုလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့အဲတင့်တယောက်လှုပ်ဆောင်လို့ရတယ်ဒါပေမဲ့တေချာတာကတော့အင်္ဂါတွေဟာ ဒီနှစ်ဟာငင်းချမ်းချင်းနဲ့အေးချမ်းချင်းကိုအလိုရှိသောနှစ်ဖြစ်တဲ့အတွက်ငကူကမိသားစုရဲ့အတွင်းရေးကိစ္စလေးတွေမှာလွယ်လွယ်လျှော်လျှော်ဖြစ်နေတဲ့အင်္ဂါသားသမီးတွေအနေနဲ့ကိုကလိုက်ပြီးတော့အရန်ကြီးဟိုလိုက်ပြီးတော့ဝေဖန်ပြောဆိုနေတာမျိုးထက်စိတ်စိတ်လေးနေပြီးတာမျိုးမိသားစုနဲ့ပတ်သက်ပြီးတော့ပုံမူတိခံပြီးဖို့လိုအပ်တယ်လို့ငကူကမိမိပေါ်ရန်ထောင်အပြိုင်ဆိုင်လုပ်နေတဲ့မိတ်ဆွေတွေတို့ကဒီတနေ့ဟာခွင့်လွှတ်ခြင်းနဲ့အေးချမ်းချင်းကိုရရှိစေတဲ့စိတ်မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာ ဘာဖြစ်ဖြစ်ပြီးခဲ့တာပြီးပါပြီဆိုတော့ငိမ့်ချမ်းချင်းနဲ့အေးချမ်းချင်းကိုအလိုရှိနေတဲ့နှစ်ဖြစ်တတ်တဲ့အတွက်တော့အင်္ဂါသာပြီးပြီးမိတ်ဆွေများဖို့ကတော့ဘာကိုဖြစ်ဖြစ်တေးကြတဲ့ဘလောက်ပဲဒေါသထွက်ထွက်ထိမ့်ချုံနိုင်မှာအေးကြပဲဖြစ်တယ်ထို့ပြင်အင်္ဂါသာသမီးတွေဟာတတိပြုစင်ရင်စရာတော့တိုးတက်သွားပြီထီကန်ဆန်းလို့ကောင်းတယ်ထီကန်ဆန်းလို့ရတယ်ဘာကိုဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်လို့အခက်အခဲအကြံ့ကြာလေးတွေပေါ်လာရင်မိမိရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးရောင်းလိုက်ပါဒါပြီးတဲ့အခါ ဆွနလို့ပေါ့လူငယ်တွေသမီးစားများအနေနဲ့ဆိုလို့ရှိရင်တော့အဲမိမိတို့အနေနဲ့ဟိုမိမိရဲ့ချစ်သူသမီးစားကိစ္စလေးတွေမှာကိုကလိုက်လံပူပန်ပေးရတာမျိုးလေးတွေရုပ်တရက်မထင်မဲ့ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့အဲဆွနလို့ပေါ့အဆက်အသွယ်ပြတ်တာမျိုးလေးတွေ line တို့ internet တို့ data တို့မရတဲ့ဘက်မရောက်တဲ့ဘက်ကိုကြုံရတတ်တယ်လို့လက်စစ်ပစ္စည်းတွေကင်တွယ်အသုံးချတဲ့အခါမှာလည်းသတိပြုစင်ကြင်ရတော့လိုအပ်ပါတယ်ခင်ဗျာကောင်းပြီအဲ့တော့1389ကိုခြုံငုံသုံးသက်ရရင်အင်္ဂါတွေဟာ ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုနဲ့စိတ်ဖြောင့်တဲ့အလုပ်တွေကို လုပ်ပါအကုသိုလ်အလုပ်တွေအကျိုးမပေးဘူးဒါအပြင်စကားများများပြောပြီးတော့အမှားတွေကိုများများလုပ်ရင်အနာခတ်မှာရင့်တန်ခြင်းနဲ့ရှင်တန်ခြင်းကိုထားမြောက်စေတဲ့နှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်ဖြစ်ဇလိုက်စရောနေဖို့လိုအပ်ကြောင်းပြောလိုပါတယ်ဗုဒ္ဓဘူးရာဥဒသမီးတွေအတွက်ဆက်ပြောခြင်းပါ